။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်မိတ်ဆက်ပေးသွားမယ့်အကြောင်းအရာတော့ကျွန်တော်တို့မေကွန်ဖြေတဲ့အစီအစဉ်လေးကိုပဲပြန်ပြီးတော့စာမယ်ပေါ့နော်။ကျွန်တော်ဗီဒီယိုလေးလည်းမတင်ပြတာကြပါပြီ။အဲ့တော့ဒီနေ့တော့ကျွန်တော်မေကွန်ဖြေတဲ့အစီအစဉ်လေးနဲ့ပဲပြန်စပါမယ်ခင်ဗျာ။ဒီနေ့တော့ကျွန်တော်ဗဲမေကွန်ကိုဖြေမလဲဆိုရင်ကျွန်တော်တို့အမြင်အောင်မတန်ဆွမ်းတဲ့မိတ်ဆွေတွေဒီ AI နဲ့တပ်ပုံဘယ်လိုထုတ်ကြလဲဆိုတာတချို့လေးကျွန်တော်မေးထားတာလေးတွေရှိတယ်။အဲ့တော့ကျွန်တော်သိသလားကျွန်တော်နားလဲသလားလေးရှင်းပြပေးပါမယ်။အဲ့တော့ပထမဆုံးတော့ကျွန်တော်အသုံးပြုပုံလေးကိုအရင်ဆုံးပြောပါမယ်။ကျွန်တော်က ဒီကျွန်တော်ရဲ့တပ်ပုံထုတ်တဲ့ခါဆိုရင်ကျွန်တော်ကဒီ Gemini နဲ့ပဲအများဆုံးထုတ်တယ်အဲကျွန်တော်တပ်ပုံမှမဟုတ်ဘူးပေါ့နော်အခြားဒီ Shooting ပုံလေးတွေလိုချင်နေဆိုရင်တော့ Chat နဲ့ထုတ်တယ်ဒါကတော့ကိုအတန်အတန်နဲ့ထုတ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီ Gemini နဲ့ထုတ်တာကကျွန်တော်တွေ့ပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ Gemini နဲ့ပဲကျွန်တော်တပ်ပုံတွေဆိုထုတ်တယ်ကျွန်တော် TikTok မှာတင်တဲ့ပုံတွေဆိုရင်ဒါ AI နဲ့ပြင်ထားတဲ့ပုံတွေများတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကိုယ့်အနေကိုပြင်ထားတာပါဟိုမြင်နေသူပြင်ခိုင်းတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ပြင်ဖို့ဆိုရင်တော့ စာလေးတွေတစ်ချက်ရေးပြရတယ်အင်္ဂလိပ်လိုတော့ရေးဖို့လိုမယ်မြန်မာလိုရင်းတော့သိစမပြဘူးအဲ့တော့ကျွန်တော်က TikTok မှာလည်းတင်မှာဆိုလွန်တွေ့ရှင်းမဲ့သွားလိုက်မယ်နော်အဲ့တော့ကျွန်တော်ကဒီ Gemini app ထဲကိုတကူတကသွားမဝင်တော့ဘူးကျွန်တော်က home button မှာကိုကျွန်တော်ဒီ Gemini လေးရအောင်ဆိုပြီးကျွန်တော်ဒီချာလေးပြန်လှုပ်ထားတယ်ပေါ့နော်ကျွန်တော်ဆန်ဆောင်ဖုန်းနဲ့ပြမယ်အဲ့တော့ကျွန်တော် home button ကို long press ထောက်လိုက်မယ်ထောက်လိုက်တဲ့အခါဆိုရင်တော့ကျွန်တော်တန်လေးခဏရပ်မယ်နော်သူ microphone က auto ပွင့်လာဆိုတော့လေအဲ့တော့ကျွန်တော် home button လေးထောက်လိုက်ပါမယ်ဒီမှာနော်ကျွန်တော်ဖိလိုက်ပါပြီ Small presses up. Continue. Gemini. As Gemini text box. โอเคဒါဆိုရင်တော့ကျွန်တော်တံပြန်ထွက်လာပါပြီဘာလို့လဲဆိုတော့ဒီ Gemini နဲ့ရောက်သွားပြီပေါ့နော်မိုက်ခရိုဖုန်းပြန်ပိတ်သွားပါပြီအဲ့တော့ Gemini နဲ့ရောက်တဲ့ခါမှာဆိုရင်ဒီမှာတွေ့ရတဲ့အချိန်မှာစာရေးတဲ့နေရာလေးရှိမယ်ကျွန်တော်တို့ဒီဘက်မှာဘဲဘက်မှာပေါ့နော်ဒီပတ်တန်လေးတစ်ခုရှိမယ်ဒီကောင်းလေးရှိမယ်ပေါ့နော် အဲ့တော့ကျွန်တော်ကကြတော့ဒီ bebek ကပတ်တန်လေးကိုပဲကျွန်တော်နှိပ်လိုက်မယ်ဒီစာရေးတဲ့ add about ရဲ့ bebek ကဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးနှိပ်လိုက်ပါပြီကျွန်တော်ပေလေးမှမဝင်တော့ကျွန်တော်လိုလေးတို့ရှင်မယ်ကျွန်တော်သွားပြပါမယ်အဲ့တော့ကျွန်တော်ဓာတ်ပုံထုတ်မှာဆိုတော့ fine ဆိုတာပဲကျွန်တော်ယူလိုက်ပါမယ်ကျွန်တော်ဖုန်းထဲကဓာတ်ပုံပေါ့နော်ဒါဆိုရင်တော့ဒီမှာကျွန်တော်ယူပြီးသား folder လေးတဲ့ auto ရောက်နေပြီဒါမှမဟုတ်ဒါကိုကျွန်တော်ယူပြပါမယ်ယူပြမယ်ဆိုတော့ဒီမှာဒါနှိပ်ပြီးတော့ယူလို့ရတယ်ဒီမှာဆိုရင် ကျွန်တော်ထားတဲ့ဟာကိုယူရပါတော့နော်ဒါကျွန်တော်ရဲ့ internet story ပေါ့နော်ကျွန်တော်ဒါလေးယူလိုက်ပါမယ်ယူလိုက်ပြီးလို့ရှိရင်ကျွန်တော်ဟိုဟာတပ်ပုံကျွန်တော်ထားတဲ့ဟာလေးနဲ့ folder လေးနဲ့သွားလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာဝင်လိုက်ပြီဝင်လိုက်ပြီးပြီဆိုရင်အဲတပ်ပုံလေးတွေတော့ပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာဟိုဟာပေါ့နော်ဖိုလ်ဒါလေးတွေ ေါ်လာပြီပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဟိုရွေးရုံပဲပေါ့နော်အဲ့တော့ကျွန်တော်ကကြတော့အာရွေးဗီဇာတွေရအောင်ပဲထုတ်ပြရမယ်နော်အဲ့တော့ပတ်နဲ့ပဲပြန်ထွက်လိုက်ပါမယ်အကုန်လုံးပြန်ထွက်လိုက်မယ်ပြန်ထွက်အောင်မယ်အဲ့တော့ဒီကောင်လေးပဲကျွန်တော်ပြန်နေကြည့်လိုက်ပါမယ်အဲ့တော့နှိပ်လိုက်ပါပြီအဲ့တော့ခုနကကျွန်တော်ရွေးဗီဇာဖိုလ်ဒါတွေကိုပဲပြန်ရောက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတပ်ပုံလေးတွေကျွန်တော်တပ်ပုံလေးတွေရှိတယ်အဲ့တော့ဒီမှာတပ်ပုံမူရင်းတပ်ပုံကျွန်တော်ပြမယ်နော် ဝင်တဲ့ပုံကိုကျွန်တော်ဒီမှာပထမဆုံးတက်ပုံရေးမယ်ရေးမယ်ဆိုတော့ဒါမြင်တဲ့သူလေးကြည့်လို့ရအောင်ကျွန်တော်ရမူရင်းပုံပြရတာနော်ဒီမှာကျွန်တော်မူရင်းပုံမူရင်းပုံကိုမှကျွန်တော်ဗာလို့ဒီလိုတွေပေါ်နေလဲဆိုတော့ကျွန်တော်ဒီအသုံးပြုတဲ့ app ညာလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ clarity ကိုပဲနေလိုက်မယ်နော်ဒါကကျွန်တော်ရမူရင်းပုံမှာအာဒါတွေ့တယ်လေပေါ့နော် share button

I want a photo of a man sitting in the front garden at night, lost in thought. He's wearing a light black shirt and black and gray pants. I want a nice view behind him. I want him wearing nice shoes. Add some nice details to the photo. I'm not going to change the original face. I'm just going to add a nice view behind him. ဒါကကျွန်တော်ရေးထားတာကညဘက်မှာပေါ့เนาะကျွန်တော်တို့အင်ရှေပန်းချံပန်းဥယျာဉ်လိုပဲတူထားမှာပေါ့အဲ့မှာကျွန်တော်ထိုင်ပြီးတော့အဲစဉ်းစားနေရပုံပေါ့เนาะအဓိကကတော့အဲ့လိုမျိုးလေးကျွန်တော်ရေးထားတယ်အဲ့တော့ဒီမှာ sense ဆိုတဲ့ pattern လေးနှိမ့်ယုံမယ်တခါလေတော့ဒီမှာ line မကောင်းလို့ရှင် sense ကတစ်စီပဲဖြစ်နေတတ်တယ်เนาะအဲ့အဲ့ဆိုရင်တော့ခဏလေးဆောင်းလိုက် ခုကတော့ဒီမှာကျွန်တော်တက်စီပဲမဖြစ်ဘူးတန်းပြီးတော့ဆန့်လို့ရတယ်အမှတော့ကျွန်တော်ဆန့်လိုက်မယ်ဆန့်လိုက်ပြီးလို့ရှိရင်ခဏနေသူတက်ပုံလေးရောက်လာပါပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့တက်ပုံလေးရပါပြီခင်ဗျအဲ့တော့ကျွန်တော်တို့အမြန်မသက်ဆန့်တဲ့သူတွေနေနဲ့အမ်ကြည့်လို့ရတဲ့နီလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်အာပြပေးပါမယ်အဲ့တော့ဒီမှာကျွန်တော်ဒီပုံလေးကိုဒေါင်းလိုက်မယ်ပေါ့နော် I'll press the back window. Listen button. Sure, here's the image. ဒါဆိုရင်တော့သူတက်ပုံလေးရပြီဆိုပြရတယ်ဒီမှာ channel inmate 1ပေါ့နော်နှိပ်လိုက်တယ်နှိပ်လိုက်ပြီးဒီမှာလွှဲပါတယ် copy image button copy ဒီမှာ download image ရာလေးကျွန်တော်နှိပ်လိုက်ရုံမှာပဲပေါ့နော်ကျွန်တော်နှိပ်လိုက်ပြီးဒီမှာ download full size ဆိုပြီးတော့ခဏလေးစောင့်မယ်စောင့်ပြီးသွားရင်ဒါဆိုရင်တော့ရပြီပေါ့နော် open button image downloaded အဲ့တော့ဟုတ်ပြီ ဒါဆိုရင်တော့ကျွန်တော်လိုချင်တဲ့တပ်ပုံကျွန်တော် MyFi ထဲမှာကျွန်တော် download ဆွဲပြီးသားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတပ်ပုံเนี่ยအကြောင်းအရာအသေးစိတ်ကိုကျွန်တော်ပါလိပါလဲသိချင်တယ်အဲ့ဒါသိချင်တော့ကျွန်တော်ကဩတစ်ချက်ကြည့်မယ်ပေါ့နော်ခဏကျွန်တော် screen record လေးတော့ခဏပြန်မယ် Okay ကျွန်တော်ရဲ့ဟာလေးပြန်ပြီးတော့စလိုက်ပြီပေါ့နော်ဒီကျွန်တော် record ခဏခဏပေါ့လောက်ထားတယ်အခုပြန်ပြီးတော့ဒီမှာစာလေးရေးထည့်လိုက်ပြီပေါ့နော် အဲ့တော့ဒီမှာကျွန်တော်ပို့လိုက်ပါမယ်ကျွန်တော်ရဲ့ခုနထုတ်တဲ့တပ်ပုံတွေကကျွန်တော်အသေးသေးချက်လေးတွေကိုကျွန်တော်ပြောခိုင်းနေအာဘယ်လိုပုံစံလေးတွေပါလဲဆိုတာလေအဲ့ဒါကိုသူကဒီမှာအောက်မှာစာနဲ့အသေးသေးပြန်ပြီးတော့ရှင်းပြထားပါတယ်ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးအဆင်မပြေပြေကြည့်ပြီးတော့အကြံပြန်အဖြစ်ကြည့်ရတင်နေပေါ့နော်ဒါမျိုးလုပ်ပါတယ်ဒါကအမြင်ကူညီမလို့ပဲね AI နဲ့လွယ်တကူတပ်ပုံထုတ်တဲ့ဏီပေါ့နော်ဒါကအလွယ်ဆုံးမှာပဲဒီတိုင်းထုတ်တာလေဘာမှခက်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 မဟုတ်ဘူး ဒါပေမဲ့တကူတော့ရှိတာပေါ့နော်ကိုထုတ်မဲ့တပုံတွေကဟိုကိုမှတ်မိတဲ့ folder လေးတော့သွားထည့်ထားပေါ့ဟိုအုတ်ရရကြောက်ရရထားလို့ရှိရင်တော့ရှုပ်မှာပေါ့နော်ကိုထုတ်ချင်တဲ့တပုံကတခြားဟိုထုတ်မိလိုက်တဲ့တပုံကတခြားဆိုတော့ဖြစ်မှာပေါ့အခုလိုမျိုးကျွန်တော်လိုမျိုးလုပ်ထားပေါ့နော် folder လေးတွေတည်တည်တတ်တတ်နဲ့လीအဲဘယ် folder ဘသူဟာပေါ့နော်အဲအဲ့လိုမျိုးလေးခွဲထားရင်တော့โอเคပါတယ်လို့အဲ့တော့ tìm mà vào nó Ok Đã xây nó cho nó rồi mình ra mình xử lý lê Đã lý mình mẹ thêm mà đây mà xa lý thì bọn nó đã tí dây lý cho nó thâu thở vào đấy Rồi đã lý thì lê ဘယ်လိုထုတ်တယ်ဆိုတာသိမယ်အဲ့တော့ကျွန်တော်ကထုတ်ပြီးသားတပ်ပုံလေးကိုတစ်ချက်သွားကြည့်ပါမယ်ထုတ်ပြီးသားတပ်ပုံကတော့လွယ်ပါတယ်ဒီမှာဟုတ်တယ်မရှိပါနော်ကျွန်တော်ဒီမှာထုတ်ပြီးသားတပ်ပုံကဒီတည်းနေပဲသွားလိုက်မယ်နော် image ထည့်ရမယ်ဒီမှာသွားလိုက်ပြီးဒီမှာဒါဆိုရင်ခုနကကျွန်တော်ထုတ်လာတဲ့တပ်ပုံလေးထပ်ဆုံးပါပေါ့နော် ဒီမှာပါဒီပုံလေးပါအဲ့တော့အဲ့တော့ဒီမှာကကျွန်တော် gallery ပဲရွေးထားလိုက်မယ်နော်ဒါကအခုကျွန်တော်ပြင်လာတဲ့ပုံလေးပါအဲ့မှာခုနကစာရင်းရပြတဲ့အတိုင်းမျိုးပဲပေါ့နော်ဒါသူအဲဒီတပ်ပုံလေးဒီလိုလေးရှိတယ်ဆိုတာလေးဒါပြန်ပြီးတော့ပြပေးတာပါ ဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့တပုံထုတ်တာလဲကျွန်တော်တို့ AI နဲ့ဘယ်လိုထုတ်လဲဆိုတာဒါတခုတော့သိပြီပေါ့နော်နောက်တစ်ခုကြံတဲ့ဟာလေးတွေလဲကြံတဲ့ဟာလေးတွေလဲကျွန်တော်နောက်တစ်ပြေးချင်းတော့ပြန်ပြီးတော့ဖြည့်ပြီးပါမယ်ကျွန်တော်သိသလားကျွန်တော်နားလဲသလားပေါ့နော်ကျွန်တော်ဗီဒီယိုလဲမတင်တာကြာပြီဒီဗီဒီယိုလေးတော့ကျွန်တော် YouTube ရဲ့ဒီ TikTok ရဲ့ Facebook ရဲ့အကောင်လုံးတင်ပါမယ်လို့အဲ့တော့အစဉ်ပြေတဲ့နေရာနေကြည့်ပြီးတော့လေ့လာလို့ရပါတယ်တယောက်နဲ့တယောက်လဲလဲဒါလေးမျှဝေလို့ရပါတယ်ချွတ်လိုက်ကြလဲ ကျွန်တော်မြင်ရတဲ့သူတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတာစိတ်ဝင်စားကြတာလေးတွေရှိတယ်အဲ့တော့ဒီဗီဒီယိုလေးပြပြီးတော့ကျွန်တော်တို့တပ်ပုံဒီလိုထုတ်ပါတယ်ဆိုတာလေးလည်းပြောလို့ရပါတယ်လို့ပြောရင်လည်း note ဆက်လိုက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်